မှသင်္ကစားဆရာတော်ဘုရားကြီးရန်ကုန်ကိုရောက်နေတဲ့အချိန်ရန်ကုန်ဝတ္တဟာရမတွေကဆရာတော်တချို့ကပြောနေကြပါတယ်ဘုရားမှာပန်းရည်စံစီမီဆုံးကဆောတော်တင်တာဟာကြွက်စာကြွေးတာကြွက်လန်းပြအပိုက်ပုံလောက်တာလို့ပြောနေကြပါတယ်ဘုရားအဲ့ဒါလည်းအမိန့်ရှိပါဦးအဲ့ဒါ ကြားစကားခွေးစကားကြားယုံတယ်လို့မယုံကြနဲ့မဟုတ်တဲ့သူတရားတရားနဲတဲ့ပုံကိုယ်တရားစကားကိုလိုက်ပြီးတော့မယုံကြနဲ့ကိုယ်စိတ်သားနဲ့အဓိကပဲဆိုပြီးတော့ဆရာတော်ဘုရားကြီးကဒီလိုလေဥပမာပုံလေးပြပြီးတော့ဆုံးပါပါအဲ့လိုလဲဆိုတော့တခါတော့ကခွေးလင်မြဲလေးနှစ်ယောက်ဟာလဲဆောင်တဲ့လဲဆောင်တဲ့ဆိုတော့အညာဒေသမှာလဲတော်တဲ့မှာ စောင့်ပြီးတော့နေဖို့ဒါမှမဟုတ်လေလေလာလို့တဲ့အခါထမင်းစားဖို့လေခွင့်နေတဲ့မှာထိုးတာတဲလေအဲ့တဲလေးမှာမိပြီးခွေးလင်မယားနှကောင်နေကြတယ်နှကောင်သားရှာကြဖွေကြစားကြတော့ကြပေါ့လေဒီလိုနဲ့ခွေးမကကိုဝင်ရှိလာတဲ့အခါကျတော့ခွေးဒီကောင်နဲ့ခွေးဖို့တကောင်နဲ့ပဲပတ်ပြီးတော့ရှာဖွေရခွေးမကလိုက်မစားရတော့ ဲ့လိုစားလာရင်လည်းတနေ့ကြတော့ခွေးမကခွေးထိရှာကြွေးတာပဲစားနေတယ်သူကပြင်းလာဘယ်လိုဖြစ်ဖြစ်တော့ကြုတ်လိုက်ရှာပါဦးမယ်ဆိုပြီးတော့သူကအပေါ်နည်းနဲ့လိုက်လာလိုက်လိုက်တော့ကိုယ်ကလည်းအရှင်းမရှိနေတော့သူတော့ခွေးမကြီးကဗိုက်နာကလေးရနော်ငွေမီးွားကျင်တယ်အဲ့ဒါနိစရာကူတခုတည်းဝင်လာရဝင်ပြီးတော့ကလေးအဲ့မှာမီးွားတယ်ပေါ့ကလေးမီးွားပြီးသူတို့သတိထားကြည့်လိုက်တော့မှဒီကူဟာ ကြားကိုဖြစ်အဲ့အချိန်မှာပဲကြားကလက်ရောက်ချရောက်လာတော့ခွေးရဲ့ဒုက္ခပဲကြားလက်ရောက်လာအဲ့တော့ဘယ်လိုလုပ်ရပါမလဲခွေးမကိုစကားတင်ပေးပြီးတော့ရှင်မရေကလေးတွေငိုလှစီလားအဲ့ဒီငိုလှစီလားအဲ့ဒါဘယ်လိုဖြစ်တာတော့မနေ့ကငါစာကြွေးထားတဲ့ကြားသား မကြွေးဘူးလားမလေးအဲ့ဒါများတော်သားတွေစားလို့ကုံပေါ့တယ်ပြေးပါအဲ့ဒါအပြင်ကလာတယ်ကြားအဲ့ဒါကြားတယ်နည်းသူရက်သွားတယ်တမောင်ရဲ့သူကူတယ်အဲ့နခွေးဘူးကအဲအဲ့ဒါဆိုငါထွက်ရှာကြုံမယ်အမေလောလောဆယ်ကြားအနဲ့တော့ရတယ်ငါသားလေးတွေစားဖို့ရအစာရတော့မလဲတူတယ်ဒါဟာဒီခွေးတွေကတော်တော်စွမ်းတဲ့ခွေးတွေပဲဆိုပြီးတော့ဖတ်ပြရတယ် ခွေးတခါတည်းကြားရကောင်ခွေးစကားကြားပြီးတော့ရယောတော်ဘာတကလည်းပြေးလာတာကိုတပ်ပင်ဘောကမြောက်ကမြင်တော့ဟဲ့ကိုကြဘာဖြစ်လို့တော့ဘာဖြစ်လို့တော့ဘာဖြစ်လို့တော့နောက်ကလိုက်ပြီးတော့မေ့ရတော့အမလီတုတ်ကူတယ်မှာဗျာကြားသာစားတဲ့ခွေးတွေရောက်နေတယ်အဲ့ဒါကြောက်လို့ကြုံမှာဖားစားပါဆိုလို့ပြေးလာရဘယ်နဲ့ဟာတော့ခွေးပဲကြားသာစားရတယ်လို့ ွေးကြောင်နေဖို့မလိုပါဘူးခမရဟာကမြောက်ကသိပ်မခံကြဘူးသူကအမလေးကိုမြောက်ရဲ့တုတ်ဒုက္ခရောက်အောင်မလုပ်ပါနဲ့ခမရခမရသွားဆုံးဆန်းပါမဟုတ်သေးပါဘူးလေခမရနဲ့ကြုံတာနှစ်ယောက်သွားကြည့်အောင်လာပါဆိုတော့အကြောင်းနဲ့ကြုတ်လိုက်ဖို့မြောက်ကအဲ့ဒါအားပေးအမေအရေးကြောင်ရှိခမရအသက်ပင်ပေါ်တက်ပြေးလို့ရတယ်ကြုတ်ကမြေကြီးရတယ်သွားရမှာ အဲ့ဒါမအများကြောက်ပြစ်ပြင်းဘယ်လိုတော့မလဲမလေးဒါမျိုးစိတ်ချဆိုပြီးတော့ကြားနဲ့မြောက်နဲ့အမိချင်းချပြီးတော့ကိုကိုသွားတယ်အဲ့ဒါကြားပေါ်မြောက်ကထိုင်းပြီးတော့လိုက်ချတယ်ဘူရှိရောက်တဲ့ဘူနာရောက်တဲ့အခါကျတော့ဘူရှိနာရောက်တဲ့အခါကျတော့အဲ့ဒါခွေးကရုတ်တရက်တော့သူကလန့်တယ်ဒါမှအကြံတစ်ခုရပြီလားအမေရှင်မကြီးဒီမြောက်ကတော်တော်အလဲတာပဲ ငါတို့ဆေးကယူသွားတော့မှခုနှစ်တောင်ကြာကြည့်တာပြီသူအစားပြန်လာပြီးတော့ငါးတောင်ကြာဖြစ်နေတယ်တော်တော်လည်းနဲ့မြောက်ပဲဆိုပြီးတော့ပြောလိုက်တယ်အဲ့ကြတာကြားကဟာတင်မြောက်ငါတပတ်ရပြီးတော့အစားလာပြီးတာပဲလက်ပြီးတော့ဖတ်ပြလိုက်တာအဲ့ဒါမြောက်လဲအမေချင်းချီလာတဲ့ခါကျတော့သေရောတယ်အဲ့ဒါခွေးစကားကိုယုံနဲ့ကြားကြမြောက်နဲ့အသက်ဆုံးရှုံးရတယ်လို့ကြားနဲ့ဒုက္ခရောက်ရတယ်နေရာပြောက် ။ဘောအကျိုးမရှိဘူးပြောတာပါနော်အကျိုးမရှိဘူး။ခွေးလောက်အကောင်ရဲ့လင်ညာလှည့်ပြား ပြောဆိုတဲ့စကားကိုယုံတဲ့ပုဂ္ဂိုလ်ဒါကြားနဲ့မြောက်ခံရ။ဒီတိုင်းပဲဗော။လောကမှာသူများပြောတယ်ဆိုတာတည်းကိုလို့နေတယ်လို့ကိုယ်တိုင်မှားလားမှန်လားဆိုတာသိအောင်လိလာစင်ကြင်ဆုံးဖြတ်ပြီးတော့လုပ်ဖို့လုပ်တယ်။သူများကပြောတိုင်းလိုက်ပြီးတော့ သူများပါဇက်လှုပ်တိုင်းလိုက်ပြီးတော့လှုပ်နေဖို့လိုက်ယုံနေဖို့သင်မလုပ်ဘူးเนาะဒီမှာလဲဆရာတော်ဘုရားကြီးကသရတရားနဲ့ပါတဲ့အဲ့ဒီလိုပုံကိုယ်တရားစကားကိုနားမယောင်ဘူးနော်ကြားစကားခွေးစကားကြားယုံတယ်လို့မယုံမိဖို့ဆုံးမလို့ရဖြစ်ပါတယ်